ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ရေပူကြီးကျေးရွာအုပ်စုလိုင်ကွယ်ကျေးရွာမှာရှိတဲ့လိုင်ကွယ်ဘုံကြီးကျောင်းတိုက်ဦးစင်းပဒါနာနိုင်ကစေရတော့ဦးသူဇာတာဟာကြည်ထိမှန်ပြီးပြန်လည်တော်မူခဲ့တယ်လို့ဒေတာရင်းသတင်းအရင်းအမြစ်တွေရဲ့သတင်းဖော်ပြချက်တွေအရသိရပါတယ်။မေကိုရဲ့မနက်ပိုင်းအချိန်ကကော့ဂရိတ်မြို့နယ်လိုင်ကွယ်နဲ့ကိုရိုင်ကျေးရွာဘက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းနဲ့အဲ့ဒီတိုက်ပွဲအတွင်းကထွက်လာတဲ့ကြည်တင်ပြီးဆရာတော်ဟာပြန်လည်တော်မူခဲ့တာဖြစ်ကြောင်းအဆိုပါဒေတာကန်တအူးရဲ့ပြောကြားချက်တွေအရသိရပါတယ်။၎င်းကဆက်လက်ပြီး ဆရာတော်ကိုလူနာတရင်နဲ့နိစက်ရာဆင်းရုံကိုပင်းဆောင်သွားခဲ့ပေမဲ့လည်းကြည်တိမန်တရားကြောင့်ပြန်လုံနှုံမှုခဲ့တာဖြစ်ပါတယ်လို့ပြောပါရယ်။တက်တော်56နဲ့ဝါရော35ဝါရှိတဲ့လိုင်ကွဲဖုံကြီးကျောင်းတိုက်ဆရာတော်ဦးသူဇာတာဟာအရင်ကကော့ဂရိတ်မြို့မှာရှိတဲ့မြို့မကျောင်းတိုက်မှာစာဝါချခဲ့ပြီးတဲ့နောက် လှိုင်းခွေចောင်းတိုင်မှာចောင်းနိုင်အဖြစ်တရင်သုံးနေရကနေအခုလိုကြီးသိမ့်ပြီးပြန်လွန်တော်မူခဲ့တာဖြစ်ပါတယ်။မေလ9ရက်နေ့ကကော့ဂရိတ်မြို့နယ်အတွင်းတက်မတော်နဲ့ KNU KNL ပူးပေါင်းအဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေစေဖြစ်ကြောင်းဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။